ရုပ်တန့်ဇလန်တွေတခုအောင်မြင်သွားပြီဆိုလို့ရှိရင်ကိုတသက်လုံးတင်မကဘူးကိုသားစဉ်မြေဆက်ထိုင်စားလို့ရနိုင်လောက်တဲ့အထိအခြေအနေရှိတယ်အလုံးမင်္ဂလာပါကျွန်တော်ရာဇောပါအရင်တနေ့ဗီဒီယိုမှာတော့ကရုပ်တန့်ဇလန်တွဲတွေငွေဘလိုဝင်လဲအကြောင်းအနေပတ်သက်ပြီးတော့ကျွန်တော်ပြပြပေးခဲ့ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာဝင်ငွေအကောင်းဆုံးရုပ်တန့်ဇလန်တွဲ၁၀ခုကိုကျွန်တော်မျှဝေပေးပါမယ်ဒီအချက်လက်တွေကကျွန်တော်တင်ဝက်ဘ်ဆိုက်တစ်ခုကနေရတာဖြစ်ပါတယ် 2025နောက်ဆုံးရအချက်လက်တွေပေါ့နော်ဒါတွေကအရာရာခိုင်နှုန်းယုံလို့မရဘူးဆိုပေမဲ့လို့ဒီ show တွေရအောင်မြင်မှုကြည့်ပြီးတော့ကျွန်တော်အထိုင်လျောက်ခံမှန်းကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တခြား data တွေ like ကြိုက်ကြည့်ပြီးတော့ဒီ website ကအချက်လက်တွေနဲ့ကိုးကားပြီးတော့ဖော်ပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမ္ဘာဝင်ငွေအကျဉ်းဆုံးနဲ့အကောင်းဆုံးရုပ်တံဆက်လက်တွဲ10ခုကိုကြည့်ကြည့်အောင်ကျွန်တော်နံပါတ်10ကနေအရင်ပြောပြသွားပါမယ်နံပါတ်10က Netflix ရဲ့ Stranger Things series ဖြစ်ပါတယ် သူက2016မှာ Netflix မှာစတင်ပြသခဲ့တယ်။သူ့ရဲ့ဒီ80ခုနှစ်အငွေတက်တဲ့အကောင်ပလောင်လေးရောထွေးပြီးတော့ဇက်လန်းဆင်ထားတာကလူငယ်တွေကြားမှာအရန်ပေါမြောက်ခဲ့တယ်။အကြောင်းမလို့ Netflix မှာကြည့်ရှုသူဒီ series ကြောင့်ပေါ့နော်ကြည့်ရှုသူအများအများတိုးလာတယ်။အဲကမှတစဉ် Netflix ကလာစင်ကြီးအများကြီးတိုးလာတယ်ပေါ့နော်။ပြီးတော့ဒါတင်မကတည်ဘူး merchandise ပေါ့နော်။ကျွန်တော်ရှေ့ video မှာပြောခဲ့တဲ့အယုတ်တွေအင်ဂျီတွေဖက်နက်တွေစသဖြင့်ပေါ့နော်။အဲ့ဒါအနေကနေလဲပတ်စံတွေအများကြီးရတယ်လို့ပြောတယ်။ ဒီ stranger thing နဲ့ collab လုပ်ပြီးတော့ Lego တွေ Nike တွေပြီးတော့ Hasbro ဆိုတဲ့အယုတ် company စသဖြင့်ပေါ့နော်ဒီအရာအားလုံးကနေလည်းပတ်စံနေအများကြီးရတယ်လို့ပြောတယ်ဆိုတော့ Netflix ရဲ့ stranger thing series က total ဝင်ငွေစုစုပေါင်းဒေါ်လာ1 billion ကျော်ရရှိထားပါတယ်ဒါကနံပါတ်10ပေါ့နော်ပြီးတော့နံပါတ်9နံပါတ်9က Walking Dead series ပေါ့မြန်မာမှာလည်း fan တော်များရှိတယ်သူက AMC ရောက်တဲ့ line မှာ2010မှာစပြီးတော့ပြသခဲ့တယ် သူပြတ်တာတုန်းကပေါ့နော်တပိုင်းတပိုင်းကြီးရှုတဲ့သူ18တန်းကျော်ရှိတယ်လို့ပြောတယ်။အဲ့ကနေမှတဆင့်ဒီကြော်ညာအများကြီးရတယ်ပေါ့နော်။အခက်ကအခုလို streaming ခစ်စားတဲ့ခင်မဟုတ်သေးတော့ကျွန်တော်ကေဘယ်ကြိုးတွေစလောင်းနေနဲ့ကြည့်တဲ့ခစ်ပေါ့။အဲ့ဒီကေဘယ်ကြိုးရုပ်တန်လိုင်းခစ်မှာဒီ series ကကြီးရှုသူအများဆုံး series တစ်ခုဖြစ်ခဲ့တယ်လို့ပြောတယ်။သူ့တပိုင်းတပိုင်းပေါ့နော်ထုံလွှင့်တဲ့ခါမှာ ကြော်ညာချေးကြီးပဲဒေါ်လာ70တန်းကျော်ရရှိတယ်လို့သိရတယ်။ပြီးတော့ဒါတင်မကတွေဘူး30နိုင်မချနိုင်စင်းလောက်တယ်။ Oak Games တွေ Action Figures တွေရုပ်ပြဝတ္ထုတွေပြီးတော့ Video Game တွေစသဖြင့်ဒီကနေလဲဝင်ငွေအများကြီးရတယ်။ပြီးရင်ဒီ show ကိုပေါ့နော်ပြပြီးတဲ့အချိန်မှာနောက်ပြန်လဲပြသခွင့်ပေါ့ပြန်လဲပြသခွင့်ရောင်းတဲ့ခါမှာလဲဝင်ငွေအများကြီးရရှိခဲ့တယ်။ဆိုတော့သူလဲတိုတယ်ဝင်ငွေစုစုပေါင်းဒေါ်လာ1 billion ကျော်တယ်ပေါ့နော်။ဒါကနံပါတ်9ပါ။နောက်နံပါတ်8ကတော့ Grace Anatomy ဖြစ်ပါတယ်။ ဒါကဆရာဝန်ဆက်လက်တွဲပေါ့နော်တော်တော်အောင်မြင်တဲ့ဆရာဝန်ဆက်လက်တွဲတစ်ခုဖြစ်တယ်သူက2005မှာ ABC ရုပ်တံလိုင်းမှာ ပြသခဲ့တယ်ပြီးတော့အဲ့ဒီရုပ်တံလိုင်းရဲ့လူကြီးအများဆုံးဆက်လက်တွဲလည်းဖြစ်ခဲ့ပါတယ်အဲ့ကနေမှတစ်ဆင့်လူကြီးများတဲ့ဆိုတော့ထုံးစံတိုင်းကြော်ညာကနေပတ်ဆက်အမြောက်များရတယ်ပြီးတော့အဲ့ဒါအပြင်ဒီပြန်လဲပြသခွင့်ပေါ့နော် Netflix တို့ Hulu တို့ကနေလည်းပြသခွင့် license ကြီးအများကြီးရခဲ့တယ်လို့ပြောတယ်ပြီးတော့ထုံးစံတိုင်းမှာ channel စင်းနေလုံးမယ်အဲ့ဒီဆရာဝန်အုံးဆောင်နေ ေးစားတစ်ဖြစ်ပေါ့ဒါတွေကိုရောင်းတဲ့ဟာလဲဝင်ငွေအများကြီးရခဲ့တယ်အဲတော့၁၀ဆူးနှစ်နှစ်ခုအကြာ ဝင်ငွေကဒေါ်လာ1ဘီလီယံကျော်တယ်လို့သိရပါတယ်ပြီးတော့သူရဲ့ spin off series တွေလည်းထောက်တယ်ပေါ့နော်အဲကနေလည်းဝင်ငွေရှိတယ်ဆိုတော့ဒါ Grace Anatomy ဖြစ်ပါတယ်နံပါတ်၈ပါနံပါတ်9ကကျွန်တော်တို့ရဲ့အသေးစွဲ Game of Thrones ဇာတ်လမ်းတွဲဖြစ်ပါတယ် Game of Thrones ဇာတ်လမ်းတွဲက2017ခုနှစ်မှာ HBO ရုပ်တံလိုင်းကနေထုတ်လွှင့်ပြသခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီခေတ်ကလည်းဒီ cable ရုပ်တံလိုင်းခေတ်ပဲပေါ့ subscribe ချင်းနဲ့ကြည်ရတဲ့ရုပ်တံလိုင်းပေါ့နော်။လှဆင်ချင်းနဲ့ကြည်ရတဲ့ရုပ်တံလိုင်းပေါ့။အဲကနေစဒီ Game of Thrones series ကိုကြိုက်လို့စောက်ပြီးကြည့်တဲ့လူတွေလှဆင်ချင်းပေးပြီးတော့ကြည့်တဲ့လူတွေအများကြီးတိုးလာခဲ့တယ်။အဲ့ဒါတွေမခသေးဘူး။ဒီ Game of Thrones series ကိုပေါ့နော်။ DVD Blu-ray တွေပါထုတ်ရောင်းနေပေါ့။အရင်ခေတ်တုန်းဆိုရင်ကျွန်တော်ကိုရီးယားဇာတ်လမ်းတွေတွေဆိုရင်ရောက်တဲ့ line မှာလွှင့်ပြီးတော့မကြည့်လိုက်ရဘူးဆိုရင်ခွေတွေနဲ့ပြန်ထွက်လာတာမျိုးရှိတယ်ပေါ့နော်အဲ့ဒီခွေတွေဝယ်ပြီးတော့ကျွန်တော်ပြန်ကြည့်ကြတယ်ပေါ့ဟိုစောင့်ကြည့်စရာမလိုဘူးဗျာ အပြတ်ကြည့်လို့ရတဲ့ခွေရှိတယ်အဲ့တော့ Game of Throne လည်းအလိုပဲ DVD Blu-ray CDs ခွေတွေရောင်းနေပြီးတော့ edition တွေပေါ့နော်ရုပ်သက်လိုင်းမှာလွှဲတုံးကမပါခဲ့တဲ့ edition တွေအဲအဲ့လိုထည့်ပြီးတဲ့ collection တွေလည်းရှိတယ်ပြောတယ်ဆိုတော့အဲ့ကနေလည်းအမြတ်အများကြီးရခဲ့တယ်ပြီးတော့နောက်ဆုံး season ပေါ့နော် season 8အော်ပရိသတ်တွေအရင်ကြီးတဘောမတွေ့ပေမဲ့လဲစောက်ကြီးတဲ့သူ19မီလီယံကျော်တယ်လို့ပြောတယ်။အဲ့တော့အဲ့ဒီထဲမှာကျွန်တော်တို့လည်းပါတယ် ကျွန်တော်အဲ့တော့မှတ်မိတယ်အကြောင်းအဆောင်မှာနေတော့ကအဲကိုဗစ်မတိုင်ခင်တည်းနေအဲစီဇန်8လွှင့်တယ်ဗောနော်ကျွန်တော်မနေ့အစောကြီးထားကြည့်ရခရနိုင်လား၈နိုင်လားမသိဘူးအဲ့တော့အကြောင်းမှာအဲဘာလည်းမသိဘူးထည့်ထားပေးတယ်ဗျအဲ့လိုဂျူတူကေဗယ်လိုင်းလာပါမပြီးအဲ့လိုထည့်ထားပေးတယ် HBO ရုပ်တန်လိုင်းရတယ်အဲ့မှာကျွန်တော်စီဇန်8စောင့်ကြည့်ခဲ့ဘူးတော့ဗောနော်ဒါက Game of Throne တီးတန့်ကြီးပဲကိုသူဝင်ငွေ2.28 billion ကျော်ရရှိထားပါတယ်ဒါနံပါတ်9ပါ ပြီးတော့နံပါတ်6ပေါ့နော်နံပါတ်6ကကြတော့ NCIS franchise ဆလန်တွဲဖြစ်ပါတယ်ခဏခဏရုပ်တန် line နေမှာ ပြန်ပြပြန်ပြကြတယ်ပြအောင်မြင်တယ်ပေါ့နော်ဆလန်တွဲခုနှစ်ခုထွက်လာတယ် spin off the prequel တွေလည်းထွက်လာရှိတယ်သူ့ရဲ့အပိုင်းကတော်တော်များတယ်ကျွန်တော်တို့အိန္ဒိယဆလန်တွဲမဟုတ်ဆိုမှလေခင်ခါထတာရှိမလားမသိဘူးဆိုမူရင်းစီစဉ်ဆိုလို့ရှိရင်အပိုင်း489ပိုင်းတိရှိတယ်အဲ့လိုပေါ့နော်ပိုင်းပိုင်းလေးတွေခွဲပြတဲ့ဆလန်တွဲတွေပေါ့ ဟိုမြန်မာပြည်မှာတော့ဟိုလူကြည့်တိတ်မများဘူးထင်တယ်ကျွန်တော်လည်းတိတ်မတွေ့မိဘူးเนาะကျွန်တော်လည်းမကြည့်ဘူးသူကဟိုဘာလဲရေတက်တာတွေရဲ့စုံတောင်းထောက်နိုင်ရေးကားလိုမျိုးလို့ပြောတယ်ကျွန်တော်လည်းမကြည့်ဘူးဆိုတော့သူကဝင်ငွေစုစုပေါင်းပါเนาะဒေါ်လာ6ဘီလီယံကျော်ရရှိထားတယ်လို့သိရတယ်ဒါနံပါတ်6ဖြစ်ပါတယ်โอเคနံပါတ်5ကတော့ Law and Order franchise Zealandway ဖြစ်ပါတယ်သူက1990ခုနှစ်မှာ MBC ကနေ စပြီးတော့ထုတ်လင်းပြသတယ်။အာဆက်လက်တွဲခုနှစ်ခုထိထွက်ထားတယ်။စီစဉ်နေအများကြီးပဲအပိုင်းတွေလည်းအများကြီးပဲเนาะ။သူကလည်းအဲ့လိုပေါ့ဝင်ငွေတွေအများကြီးရထားတယ်စုစုပေါင်းဒေါ်လာ၄ဘီလီယံကျော်တယ်လို့သိရတယ်။ပြီးတော့နောက်နံပါတ်၄နံပါတ်၄က Cypher အစကွန်ဆက်လက်တွဲပေါ့เนาะ။သူက1989ခုနှစ်ကနေ1998ခုနှစ်ကြာမှပြခဲ့တယ်။ ဲ့လိုပေါ့နော်ကြည့်ရှုသူအများကြီးရှိခဲ့တယ်ကျွန်တော်တော့မကြည့်ဘူးဒါပေမဲ့ like ကြည့်တာရတော့အချို့ခိုင်းနိုင်ပြီးပြောကြတာပေါ့နော်ဒီ show ကဘာအကြောင်းမှမဟုတ်ဘူးဒါပေမဲ့ဝင်ငွေနဲ့ပတ်သက်လာရင်တော့အကြောင်းပဲပေါ့နော်အများကြီးဝင်ငွေရရှိထားတယ်သူကဟိုဘာအကြောင်းမဟုတ်ဘူးဆိုပေမဲ့အဲ့ဒီအဲ့ဒီဘဝတွေပေါ့နော်တငယ်ချင်းချင်းချင်းဘဝတွေအကြောင်းကို safe con ဟာတာပုံစံရိုက်ထားတယ်လို့ပြောတယ်ဆိုတော့အရန်အောင်မြင်တဲ့ series ဇလန်တွေတစ်ခုဖြစ်တယ်လို့သိရတယ် Hulu မှာ ပြတာခွင်အတွက်ပဲပေါ့နော်ဒေါ်လာတန်း180ပေးခရရတယ်လို့ပြောတယ်ပြီးတော့ Netflix ကနေပြီးတော့တကဘာလုံးကိုပြတာခွင်ဝယ်တော့ကလည်းဒေါ်လာ9မီလီ9မီလီယံတောင်ဖြစ်တယ်ဒေါ်လာ900မီလီယံ900မီလီယံပေးခရရတယ်ပေါ့အခု Netflix မှာကြည့်လို့ရတယ်ပေါ့နော် Netflix ဝယ်တာတူဆိုလို့ရှိရင်အဲ့ဒီ Silent တွေတက်ကြည့်လို့ရတယ်သူကအဲ့လိုပဲပေါ့နော်ထွက်လာကြပြီဆိုတော့နှစ်အဆက်ဆက်ခဲဆက်ဆက်အဲ့လိုပြန်ပြခွင် syndication ပေါ့ရောင်းတာနဲ့တင်ဝင်ပဲအဲ့လိုဒေါ်လာ4 billion 4.56 billion ကျော် ရရှိခဲ့တယ်လို့ပြောတယ်။အလွန်အင်မတန်အောင်မြင်တဲ့ Siscon TV shows တခုဖြစ်တယ်လို့လည်းသိရတယ်။ဒါကနံပါတ်၄ဖြစ်ပါတယ်။နံပါတ်၃ကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့ရင်းနှီးတဲ့ A Big Bang Theory ဖြစ်ပါတယ်။လူကြီးများတယ်။ပြီးတော့သူ့ရဲ့အာ spin off လို့ပြောမလား။ Young Sheldon ပေါ့နော်။ Young Sheldon လည်းဒါမြန်မာပြည်သက်တွေကြားမှာတော်တော်အောင်မြင်တဲ့ series ဖြစ်တယ်။ကျွန်တော်လည်းကြိုက်တယ်ပေါ့နော် Young Sheldon ။ Big Bang Theory တော့ကျွန်တော်ကြည့်တော့ကြည်နေတယ်မပြီးသေးဘူး။သူက CBS ရုပ်သံလိုင်းမှာ စပြီးတော့ပြခဲ့တယ်။ပြီးတော့ TBS ရုပ်သံလိုင်းမှာပြန်ပြခွင့်ကိုဒေါ်လာ1ဘီလီယံကျော်ပေးခဲ့ရတယ်လို့ပြောတယ်။သူ့ရဲ့ဝင်ငွေစုစုပေါင်းကဒေါ်လာ4.57ဘီလီယံကျော်တယ်လို့သိရပါတယ်။ဆိုတော့ဒါနံပါတ်3ပါ။နံပါတ်2ကမြန်မာပြည်သက်တွေပြီးတော့အင်္ဂလိပ်စာလေ့လာနေသူတွေကြားမှာအာလူတိအရန်များတဲ့အရန် popular ဖြစ်တဲ့ series တစ်ခုဖြစ်ပါတယ်။ပြီးတော့နာမည်လည်းကြီးတယ်။ကောင်းလည်းကောင်းတယ်ပေါ့နော်။အဲ့ဒါက France City ပါ။ Friend Series က1994မှာ MBC ရုပ်သံလိုင်းကနေစပြီးတော့ပြသခဲ့တယ်။အဲ့လိုပေါ့နော် KSS နဲ့ SSS လူကြည့်များလာတယ်လူကြိုက်များလာတယ်အဖြစ်ဖြစ်အောင်မြင်လာတယ် popular ဖြစ်လာတယ်။ပြီးတော့ဒီအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေမကြည့်မဖြစ် series တစ်ခုပေါ့နော်။ဆိုတော့အဲ့လိုပဲပြသခွင့်ကိုရောင်းနေရောင်းနေရောင်းနေနေတဲ့တစ်နှစ်တစ်နှစ်ကိုပတ်စံနေအများကြီးဝင်ခဲ့တယ်။ဆိုတော့2020မှာလည်း Netflix မှာလူကြီးအများဆုံး TV show ဖြစ်ခဲ့တယ်။ပြီးတော့အဲဒီဇလန်တွဲကိုပဲ HBO ကနေပြီးတော့ပြသခွင့်ဝေတာ 425ပေါ့နော်ဒေါ်လာ425မီလီယံပေးခဲ့ရတယ်လို့ပြောတယ်ဆိုတော့ France TV series ကတိုတယ်ဝင်ငွေစုစုပေါင်းပေါ့နော်ဒေါ်လာ4.8ဘီလီယံကျော်ဝင်ထားတယ်လို့သိရပါတယ်နောက်နံပါတ်1ကမ္ဘာဝင်ငွေအကောင်းဆုံးအများဆုံးအကျဉ်းဆုံးရုပ်တံဆက်လန်တွေကတော့ The Simpsons ကတ်တုန်ရုပ်တံဆက်လန်တွေပဲဖြစ်ပါတယ်သူ့ကိုမှီတဲ့ရုပ်တံဆက်လန်တွေမရှိသေးဘူးပေါ့နော် The Simpsons ကဒီဇက်လန်မကြည့်ဘူးဘူးဆိုရင်တော့မသိတဲ့သူမရှိတလို့ပဲ ကျွန်တော်တို့ဒီ internet social media မှာသူကတော့ ਨੇ memes တွေအများကြီးရှိတယ်အဲ့လိုပေါ့နော် social media တောင်းရင်းနဲ့အမြဲခဏခဏတွေ့မိမှာပါပြီးတော့သူက time traveler နဲ့နာမည်ကြီးတယ်အဲ့လိုရှစ်ဖြစ်ကိုကြိုဟောတဲ့ဖြစ်ရက်တွေ things တွေကိုသူကတော့ channel ထဲမှာထည့်တာပေါ့နော်အဲ့လိုနဲ့လည်းနာမည်ကြီးတယ်ဟိုသိကြမှာပါအဲ့ဒီ Simpson ကတော့ကျွန်တော်ငငယ်တော့ကပဲအဲ့ဒါကြည့်ဘူးတော့ပေါ့နော်ကြည့်လာတော့မကြည့်ဖြစ်ဘူးတခြားလောက်ပြန်ကြည့်ရမယ်ဒီ Simpson ကတော့က 1989ခုနှစ်မှာ Fox TV ကနေစပြီးတော့ပြသခဲ့တယ်။ဆိုတော့ဒီရုပ်တံဆလန်တွေကကမ္ဘာနိုင်ငံပေါင်း100ကျော်တိဟိုပြန်လည်ပြသခဲ့ကြတယ်ပေါ့နော်။အခုတိလည်းအပိုင်းတက်တွေထွက်နေတော့မယ်။အာ Fox TV ကို Disney Plus ကပိုင်သွားတော့အခု Disney ရဲ့အောက်မှာရှိနေတယ်ပေါ့။ဆိုတော့သူကကမ္ဘာဝင်ငွေအကောင်းဆုံးနဲ့အများဆုံးပဲ။တိုတယ်ဝင်ငွေစုစုပေါင်းကဒေါ်လာ14ဘီလီယံကျော်ရှိတယ်ပေါ့နော်။ ဆိုတော့အခုကျွန်တော်ပြောသွားတာတွေကတော့ကမ္ဘာဝင်ငွေအကောင်းဆုံးအကျဉ်းဆုံးရုပ်တံဆက်လန်တွဲ၁၀ခုဖြစ်ပါတယ်ဆိုတော့တချို့ဇက်လန်တွဲတွေကအဲ့လိုဇက်လန်တွဲတစ်ခုတည်းနဲ့ဝင်ငွေလည်းရှိတယ်လို့တချို့ဟာတွေက franchise တစ်ခုလုံးနဲ့ပေါင်းထားတာလည်းရှိတယ်ပေါ့နော်ဇက်လန်တွဲ alike ပဲကြည့်မယ်ဆိုရင်တော့ data ပြောင်းလည်းရှိတယ်ပေါ့နော်ပြီးတော့တချို့ဇက်လန်တွဲတွေကအခုနောက်ပိုင်းနှစ်မှာထွက်လာတာတချို့ဇက်လန်တွဲတွေကြတော့ဟိုးရှစ်ခေတ်ကထွက်လာတော့သူတို့ဝင်ငွေတွေက ပုံများတာတွေပါအဲ့လိုမျိုးတော့ရှိနိုင်တယ်ပေါ့နော်။ဘာဖြစ်ဖြစ်ဒီရုပ်တံဇလန်တွဲတွေဝင်ငွေဘယ်လောက်ထိရှိနေကြလဲ။ရုပ်တံဇလန်တွဲတစ်ခုအောင်မြင်ဝင်ငွေတွေဘယ်လိုရနိုင်ရနိုင်လဲဘယ်လောက်ထိအများကြီးရနိုင်လဲ။အဲဒါတွေကိုသိနိုင်အောင်လို့ကျွန်တော်ပြပြပေးတာဖြစ်ပါတယ်။ကျွန်တော်ကိုနိုင်ကလည်းဒီ entertainment ပေါ့နော်။ရုပ်ရှင် entertainment industry ကိုသူစီးပွားရေးလုပ်ငန်းအကြီးတစ်ခုလိုမျိုးဖြစ်စေချင်တယ်ပေါ့နော်။ငါရိုက်ချင်တာပဲရိုက်မယ်။ငါအမှုပညာနဲ့ငါရိုက်ချင်တာရိုက်မယ်။မင်းတို့ကြည့်ချင်ကြည့်မကြည့်ချင်နေ။အာဂယူမဆိုင်ဘူး။ ဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘူးကျွန်တော်ကအဲ့လိုပုံစံရှိတဲ့အမှုပညာရှင်တွေကိုလည်းကျွန်တော်တန်ဖိုးထားတယ်။ဒါပေမဲ့ကျွန်တော်ကို night ကငါလုံမယ်အားလုံးလုံမယ်ဒီအမှုပညာကိုဖန်တီးမှုပေါ့နော်ဖန်တီးမှုကိုလုံမယ်ဒါပေမဲ့အဲ့ဒီဖန်တီးမှုနဲ့ထိုက်တန်တဲ့ဝင်ငွေအဲ့ဒီဖန်တီးမှုနဲ့ထိုက်တန်တဲ့ဒီ industry ကြီးတစ်ခုဖြစ်စေချင်တယ်ပေါ့ကျွန်တော်အဲ့လိုအဲ့လိုဖြစ်စေချင်တယ်အဲ့ဒါမှလည်းဒီလိုအမှုပညာ လက်ရမြောက်တဲ့သူတွေကိုကျွန်တော်တို့ပြန်ပြီးတော့ support လုပ်နိုင်မှာပေါ့နော်ဆိုတော့ကျွန်တော်အဲ့လိုမျိုးခံယူချက်တော့ရှိတယ်နောက်တစ်ချက်ကတော့လူတိုင်းတော်ပြီးထပ်မြတ်ပြီးတော့ထူးချွန်တဲ့အမှုပညာရှင်ဖြစ်ဖို့ခဲရင်တယ်လူတိုင်းဖြစ်ဖို့ခဲရင်တယ်ပေါ့နော်အခု industry ထဲမှာလုပ်နေတဲ့လူတိုင်းကလည်းအမှုပညာရှင်တွေမဟုတ်ကြဘူးဗျာတချို့ဆိုလို့ရှိရင်ကိုဝါသနာပါလို့ကို passion ရှိလို့ဒီကင်မရာလုပ်တယ်လုပ်တယ်ရုပ်ရှင်ရိုက်ကူးရေးတွေမှာ crew တွေဝင်လုပ်တယ်ဟိုလက်လန်းမိတဲ့အနေထားနဲ့လုပ်နေကြတာပဲပေါ့နော်အဲ့ဒီလူတွေ လုံအလုံလုံဖို့အတွက်လုပ်ငန်းခွင်ကြီးနေဖို့လိုတယ်။အဲ့လုပ်ငန်းခွင်ကြီးနေဖို့ဆိုလို့ရှိရင်ဒီစီးပွားရေးရအောင်မြင်မှုကလိုတယ်။စီးပွားရေးရအောင်မြင်မှ industry လုပ်ငန်းခွင်ကြီးမယ်။လုပ်ငန်းခွင်ကြီးမှဝင်ရောက်အလုံလုံတဲ့လူတွေအများကြီးဝင်ရောက်အလုံလုံနိုင်မယ်။အဲဆိုလူငယ်တွေဒီတက်တီပညာရှင်တွေသူတို့ကအလုံကန်ခွင်လန်းတွေအများကြီးရမယ်ပေါ့နော်။အမှုပညာရေးတန်ရင်ပြီးရောကြည့်ချင်းကြီးမကြည့်ချင်းနေဘီယူးမဆိုင်ဘူးငါတို့လှုပ်ချင်တာပဲလှုပ်မယ်ဆိုတာထက် ကျွန်တော်တို့လောက်ချင်တာလည်းလုပ်မယ်ဒီငါတို့လောက်ချင်တာလောက်ဖို့တော့အထိုက်လျောက်အောင်မြင်တဲ့ဝင်ငွေအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ်စေရမယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီ entertainment industry ရဲ့ရုပ်တံဆက်လန်တွဲဝင်ငွေတွေနဲ့ပတ်သက်ပြီးတော့ကမ္ဘာဝင်ငွေအကောင်ဆုံးရုပ်တံဆက်လန်တွဲတွေကိုပြောပြပေးတာဖြစ်ပါတယ်အခုကြည့်နေတဲ့သူတွေရောဒီအပေါ်မှာဘလို့မှတ်ချက်တွေရှိလဲဘလို့ဘလို့ဆွေးနွေးခြင်းလဲခုနကကျွန်တော်ပြောပြတဲ့အကြောင်းအရာတွေရောလက်ခံလားဘလို့အခြေအနေတွေရှိလဲ စားတဖြစ်ပေါ့နော်ကွန်မန့်မှာဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်အတိတ်ထွက်တဲ့ရုပ်ရှင်တွေလည်းလိုက်ကြည့်နေတယ်အဲဒီရုပ်ရှင်တွေနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတွေလည်းလုပ်ဖြစ်ဖို့ရှိမယ်ဆိုတော့ကျွန်တော် channel ကို subscribe လုပ်ပြီးတော့တစ်ချက်လောက်စောင့်ကြည့်ပေးပါအောင်ဗျပြီးတော့ရုပ်ရှင်စုပေးပွဲတွေလည်းနှီးလာပြီပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေလည်းလုပ်ဖို့ရှိပါမယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗီဒီယိုဆုံးနေကြည့်ပေးလို့ကျေးဇူးတင်ပါတယ်